်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်စစ်ရုံးချုပ်အနီး AAR ခတ်တက်တော်ပူပေါင်းတက်ရောက်ရှိနေပြီဟုသတင်းများထွက်ပေါ်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်နေပြည်တော်စီယုံကျုံအနီး AA နဲ့ AR ကတက်တော်ပူပေါင်းတက်ဖွဲ့တွေရောက်ရှိနေပြီဆိုတဲ့တဲ့တင်ဟာနေပြည်တော်အတွင်းမှာလွန်ခဲ့သောမိနစ်အနည်းငယ်အတွင်းမှာစစ်အရာရှိအစိမ့်မြင့်တွေရဲ့စိုးရိမ်မှုများကိုထူးခြားစွာတိုးစေလိုက်ပြန်ပါတယ် မကြသေးမီကတည်းကရန်ကုန်နှင့်ပဲခူးဒေသအထိထိခိုက်လာနေတဲ့စစ်တပ်နှင့်ပြည်သူတော်လှန်ရေးတပ်များအကြားတိုက်ပွဲတွေမှာစစ်အဖွဲ့အစည်းတွေအပြိုင်ဆိုင်ဖြိုကွဲလာတာတွေ့ရပြီးနောက်ယခုအခါမှာတော့အရေးကြီးဆုံးနေရာတစ်ခုဖြစ်တဲ့နေပြည်တော်ကိုပူးပေါင်းတပ်ဖွဲ့တွေရောက်လာပြီးဆိုတဲ့တဲ့ဟာစစ်အစိုးရအတွက်တခဏတောင်တတ်တာမှုမရှိသေးပဲအတိအမှတ်ပြုရတဲ့သတင်းဖြစ်လာခဲ့ပါတယ်။သတင်းရင်းမြစ်အချို့ကတော့ AA တပ်ဖွဲ့နဲ့ အာရကတပ်တော်ကဦးပေါင်းတပ်ဖွဲ့အဖြစ်တလက်သေးလှုပ်ဆောင်နေပြီးရှမ်းပြည်နယ်တောင်ပိုင်းမှာတဆင့် AOD တောင်နှမ်းချားနေနေမိတို့စစ်စင်ရေလှုပ်ရှားမှုတိုးလာပြီးဖြစ်ကြောင်းပြောဆိုထားကြပြီးအနီးအနားဒေသများမှလည်းစစ်ဖွဲ့စည်းများကိုတရင်ယူသူများလှည့်ပတ်သူများအဖမ်းခံရတဲ့အကြောင်းများချက်တလဲလဲထွက်ပေါ်နေကြတယ်။နေပြည်တော်ကကောက်ွယ်နေတဲ့စစ်တပ်တန်းစင်များအနေနဲ့လည်းလက်ရှိမှာရှုမြင်လို့ရသည့်အတိုင်းတရင်တစ်ခုချင်းစီကိုပြန်လည်ခွဲကြပြီးညာချင်းတွင်လေကြောင်းနဲ့လေလာမှုလှုပ်ဆောင်မှုများဆက်လက်ပြုလုပ်နေကြတော့လေ ရုံချုံရေးအာမခံချက်ဟာနေပြည်တော်တွင်ရခိုင်ကလိုမရှိတော့ပါကြောင်းအကြောင်းရင်းတစ်ခုကတော့ AA နဲ့အာရခတ်တပ်တော်တို့ဟာတကယ်ပဲစစ်အရာရှိတချို့အနေနဲ့မတိုင်မီကလေးကလက်နက်ဖွင့်ဆက်သွယ်မှုရှိနေကြတာကြောင့်ဖြစ်နိုင်ကြောင်းလည်းတုံ့သက်သူများကပြောကြပါတယ်ထိုကူပေါင်းတပ်ဖွဲ့ဟာစေအုပ်စုရဲ့အဓိကတပ်သားရနေရာဖြစ်တဲ့နေပြည်တော်ကိုမတိုင်မီနေရာအများဆုံးအထိရောက်လာနိုင်တာဟာစေအုပ်စုအတွက်စစ်ပြူဟာအရာအပြင်းထန်ဆုံးနာကျင်တစ်ခုဖြစ်ပြီးတန်တရားနဲ့ကြောက်ရွံ့မှုတွေကိုကျဉ်းကျပ်စွာဖြစ်စေလိုပါတယ် နေပြည်တော်အတွင်းမှာလုံခြုံရေးတိုးမြင့်ရေးအတွက်လက်နက်အမြင့်မတိတပ်ဖွဲ့များကိုလှည့်လည်စောင့်ကြည့်ခိုင်းထားခြင်းတွေလေတပ်ဌာနကလေကြီးများကိုညာတိုင်းပြန်တန်းခိုင်းထားခြင်းတွေပါထူးခြားစွာတိုးလာနေပြီးဗိုလ်ချုပ်အဆင့်ရှိသူများကိုတနည်းအားဖြင့်တနည်းအားဖြင့်မနေအောင်ပြန်လည်ခွဲခြားနေကြတယ်။တရင်အရာအခုလိုပူးပေါင်းတပ်ဖွဲ့တွေရောက်ရှိလာခြင်းဟာနေပြည်တော်ကိုတိုက်ခိုက်ရန်မဟုတ်ဘဲစစ်တပ်၏အဓိကထိပ်သီးဌာနကိုတရင်ယူရန်နှင့်စစ်စင်ရေးအဖွဲ့အစည်းအချို့ကိုချိုးဖောက်ရန်ဖြစ်နိုင်ကြောင်းလည်းတချို့ကသုံးသပ်ကြပါတယ်။သို့သောလက်တွေ့အနေနဲ့စစ်တပ်တချို့က ထိတ်တန့်ပြုခညှိနှိုင်းဌာနမှစီရေးသတင်းအချက်အလက်များပေါက်ကြားနေပြီးအေအေနှင့်အာရခတို့ကထိုသတင်းများကိုအသုံးချနိုင်နေကြောင်းသတင်းတချို့ကပြောကြားပါရယ်နေပြည်တော်နယ်နိမိတ်တဝိုက်မှာလေရင်အဆက်မပြတ်ပြန်တမ်းမှုတွေရှိနေပြီးပြည်သူတွေအနေနဲ့လည်းစစ်အာဏာရှင်အနာဂတ်နောက်ဆုံးအချိုးအခြေအနေကပေါ်လာပြီလားဆိုတဲ့မေးခွန်းကိုစိတ်ထဲတွင်ထည့်မိနေကြပြန်ပါရယ်ဤအခါမှာမြန်မာတပ်မတော်ဟာတနိုင်ငံလုံးအပေါ်စီးမြင်ထိန်ချုပ်မှုတွေကိုစုံရှုံးလာသည့်အချိန်အဖြစ်သမိုင်းဝင်အမှတ်တရစိတ်တစ်ခုအဖြစ် ဖြစ်လာနိုင်ပြီဖြစ်ပြီးနေပြီးတော့အနည်းတို့တချို့အဖွဲ့အစည်းများရောက်လာခြင်းဟာစစ်အစိုးရ၏လက်ရှိအခြေအနေကိုပြသနေသောသတင်းအမှန်တရားတစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်ဆက်လက်ပြီးကိုကိုကျွန်းမြို့တွင်ညိုစောကိုမဲပေးရန်ဟုဆိုကာသာသမီပိုင်ကော်မတီများမှဝန်ထမ်းများကိုလဆာအပြစ်နေစာစရိတ်ညင်ဖြင့်ကိုကိုကျွန်းတို့ယာယီပြောင်းရွှေ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်တိုင်းကိုကိုချွတ်မြို့တွင်လက်ရှိဝင်ကြီးချုပ်ရာသူရယူထားသောကြံ့ဖွဲ့ပါတီ၏ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းမျိုးစောကိုမဲပေးရန်ဟုဆိုကာ မျိုးစောဤသာသမိပိုင်ကုမ္ပဏီများမှဝန်ထမ်းများကိုလစာအပြစ်နေစားစေရင်ရင်ဖြင့်ကိုကိုကျွန်းတို့ယာယီပြောင်းရွှေ့ခိုင်းနေကြောင်းပြောင်းရွှေ့ရာတွင်ပါဝင်သောကုမ္ပဏီဝန်ထမ်းများဤမိသားစုအတိုင်းဝိုင်းကသတင်းဌာနကိုပြောပါရယ်ကိုကိုကျွန်းမျိုးနယ်ပြည်သူ့လွတ်တော်အမှတ်နေရာအတွက်ကျန်းဖို့ပါတီကိုစားပြုမျိုးစောနှင့်ပြည်သူ့ရှေ့ဆောင်ပါတီမှဝင်းကျော်သူတို့ကနှစ်ဦးတည်းရှင်ပြန်ရမည်ဖြစ်တော်လေမျိုးစောဤသာသမိများပိုင်ဆိုင်သောကုမ္ပဏီများမှဝန်ထမ်းများကိုယာယီကိုကိုကျွန်းတို့ပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြောင်းရွှေ့သောကုမ္ပဏီဝန်ထမ်းများကိုလည်းနှိစားစရိတ်ငြိမ်းလောက်ခလာစာအပြည့်နဲ့မှုဖို့၅သိန်းပါပေးကြောင်းကိုကိုကျွန်းတို့ယာယီပြောင်းရွှေ့သူများမှရှင်းမြို့နယ်တွင်မျိုးစောကိုမဲပေးရန်ပြောင်းရွှေ့မဲစရင်လျှောက်ထားမှုကိုလည်းကုမ္ပဏီဘက်ကလှုံ့ဆော်ပေးကြောင်းသိရပါတယ်မျိုးစောတွင်တက်ညူစောတင့်ညူစောနှင့်စင့်ညူစောဆိုသည့်တာသမီ၃ဦးရှိပြီးတမီတက်ညူစောကဒေါက်တာဆွဲမှန်အောင်နှင့်အိမ်နောင်ကြကမျိုးစောဤစီးပွားရေးလုပ်ငန်းများအလုံးကိုဦးစီးလုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရပါတယ် ကိုကိုကျွန်းကိုရွှေ့တာကကိုစွေဒေါက်တာစွေမှန်အောင်ရဲ့ကုမ္ပဏီကဝန်ထမ်းတွေပါတယ်။နောက်ပြီးအပတ်ဖဲကကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်။ကိုကိုကျွန်းမှာမဲစရင်အပြောင်းပုံစံ15လျှောက်ခိုင်းနေ။မဲပီပီရလက်ထွက်ပြီးရင်ပြန်လာခေါ်မယ်။နေစားစရိတ်ငယ်လစာအပြည့်အပြင်မိုးဘိုး9သိန်းပေးတယ်။မိသားစုပိုင်ရင်လည်းမိသားစုဝင်တအူးကို9သိန်းထပ်ပေးတယ်ဟုပြောင်းရွှေ့ရာတွင်ပါဝင်ခဲ့သောကုမ္ပဏီဝန်ထမ်းတအူးကပြောဆိုပါတယ် မျိုးစောသည်အော်တိုဘာလ25ရက်နေ့ကဝင်းကြီးကျောက်ရာတို့ဖြင့်ကိုကိုကျွန်းတို့သွားရောက်၍မဲဆွယ်စည်းရုံးမှုများလှုပ်ဆောင်ခဲ့တော့လေဝန်ထမ်းများက၎င်းကိုမဲမပေးမီကိုစိုးရင်ပူပန်မှုများရှိနေကြောင်းထို့ကြောင့်ဝန်ထမ်းများ၏ဘဝကိုကိုကျွန်းညွန့်နယ်မှပြည်သူများနှင့်မိသားစုများ၏ဘဝများကိုသူသာလျင်မြင့်တင်ပေးနိုင်မည်ဟုပြောဆိုက၎င်းကိုမဲပေးရန်ပြောဆိုခဲ့ကြောင်းသိရပါသည် မျိုးစောမှာစစ်တပ်တွင်ဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်အကြံဖတ်မြောင်းလိုင်းကအကြံပေးအဖြစ်ခန့်အပ်ခဲ့ပြီးတန်းရွှေခေတ်တွင်လည်းတန်းရွှေဤစိတ်ချယုံကြည်အားကိုးရသောတပည့်ရင်းတအုပ်ဖြစ်ခဲ့ကြောင်းစစ်တပ်သတင်းရင်းမြစ်များကပြောဆိုပါရယ်မျိုးစောသည်2020ခုနှစ်တွင်စစ်ထောက်ချုပ်အဖြစ်မှအနားယူခဲ့ပြီးစစ်တပ်၏အရန်အင်အားစရင်သွင်းခံခဲ့ရသည်စစ်တပ်ကတော့အပတ်စဉ်24ကျောင်းစင်းမျိုးစောမှာ မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌအင်းဝဘန်ဥက္ကဋ္ဌမြောက်လိုက်အကြံပေးစသည့်ယာတူးများစွာကိုရယူခဲ့တဲ့အပြင်တမရော်နီးပညာတက္ကသိုလ်ကျောင်းအုပ်ကြီးစစ်တက္ကသိုလ်ကျောင်းအုပ်ကြီးတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဖုံစစ်ထောက်ချုပ်စသည့်ယာတူးတာဝန်များအစဉ်စစ်ထမ်းဆောင်ခဲ့ကအထက်နှင့်အောက်ဝေးစားမျှစားအကြားတဟဇာတာဖြစ်အောင်နေထိုင်တက်လွန်းသူဟုနာမည်ကြီးကစေကောင်းဆောင်ဟောင်းတန့်ရွှေကအထူးသဘောကျခဲ့သူတဦးဖြစ်ပါတယ် အကြံဖတ်မိအောင်လိုင်းကအာနာသိန်းစစ်ကောင်းဆောင်ဖြစ်လာသောအခါတွင်လည်းတန်းရွှေတပည့်အရင်မျိုးစောကိုဖြန့်လဲအသုံးပြုပြီးအငိမ့်စာအဖြစ်သတ်မှတ်နိုင်သောအယံအင်အားထိုင်ကုန်တွင်ထိုင်နေရသည့်တိုင်မျိုးစောမှယာဒူးတာဝန်များစွာပေးအပ်ခံခဲ့ရကနောက်ဆုံးတွင်ဝင်ကြီးချုပ်အဖြစ်မြောက်လိုင်းကခန့်အပ်ခဲ့ပြန်သည်မျိုးစောသည်ယနေ့အချိန်အထိခေါင်းဆောင်ဟောင်းတန်းရွှေနှင့်မိသားစုများထံသို့အဝင်အထွက်ရှိပြီးတန်းရွှေဤလိုအပ်ချက်များကို၎င်းကအရေးတူဂရုတစိုက်ဖြည့်ဆည်းပေးနေဆဲဖြစ်သည်ဟုတပ်သတင်းရင်းမြစ်တချို့ကဆိုပါသည် ဆက်လက်ပြီးတရားဦးနယ်မှာလူငယ်တွေကိုစစ်တပ်ပေါ်တာဆွဲတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတရားဥမျိုးနယ်မှာစစ်တပ်ကပေါ်တာဆွဲတာတွေပြုလုပ်နေပြီးအခုအပတ်စဉ်အတွက်လူငယ်တရာအထိပေါ်တာဆွဲမယ်လို့မျိုးကန်တွေစီကသိရပါဗျ။စစ်မှုရန်အပတ်စဉ်20အတွက်တရားဥမျိုးပဝင်းချင်းကဂျေးရွာတွေမှာ ပေါ်တာဆွဲတာတွေအော်တိုဘားလာနောက်ဆုံးဘက်ကစတင်ပြုလုပ်နေပြီးလူဦးရေ30တာရရှိသေးတာကြောင့်80ထပ်မံခေါ်ယူဖို့လူသေးတယ်လို့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကပြောကြောင်းမျိုးကန်တွေကပြောပါဗျ။ မြို့ပေါ်မှာည9နာရီဆိုဘသူမှအပြင်းမထွက်ကြတော့ဘူးဆွဲတာကတော့ထွေအုပ်ရဲစစ်သားစုဆောင်ရေးတွေပူပေါင်းပြီးဆွဲတာလို့မြို့ကန်တအုပ်ကပြောပါတယ်ပေါ်တာဆွဲခံရသူအများစုဟာခြေရွာရိဘက်ကနေမြို့ပေါ်ကိုအလုလာလောက်ကြသူတွေဖြစ်ပြီးအလုသွားချိန်မနက်အစောနဲ့ညနေခင်းတွေမှာပုံမပေါ်တာဆွဲလေရှိတယ်လို့သိရပါတယ်နိုဝင်ဘာမှာစစ်တပ်ကအပတ်စဉ်20အတွက်စစ်မှုထမ်းခေါ်ယူနေပြီးမေထီလာပြောပွဲညအူကြောက်ပရောင်စတဲ့မြို့တွေမှာလည်း ဇက်တိုက်ပေါ်တာဆွဲထားတွေဖြစ်လုပ်နေတယ်လို့သိရပါတယ်ဆက်လက်ပြီးလေးခေတ်ကရသေးကူဘတ်တို့စစ်ကူလာတဲ့စကားဆစစ်ကြောင်းကိုဒရုန်းနဲ့တိုက်ခိုက်ရာစကားဆနှစ်ဦးသေဆုံးပြီးသုံးဦးပြင်းထန်ဒဏ်ရာရနေပြည်တော်တိုက်ပွဲမှာစစ်တပ်စစ်ကြောင်းကစစ်လက်နက်ပစ္စည်းအများအများထားပြီးထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့လေးခေတ်ကအနီးရသေးကူဘတ်တို့စစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုကိုတော်လှန်ရေးအင်အားစုတွေကဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်စကားဆတပ်သားနှစ်ဦးသေဆုံးပြီးသုံးဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကစစ်ကောင်စီအနေနဲ့တိုက်ပွဲပြင်းထန်နေတဲ့လေကိတ်ကော်ရတိကူပတ်ချလိုက်ကိုတော်လန်ရေးတပ်ဖွဲ့တွေရဲ့နောက်ကျောဘက်မှဝိုက်ပြီးစစ်ကြောင်းတစ်ကြောင်းနဲ့အတင်းတိုးဝင်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်အဆိုပါရတိကူနောက်ကျောဘက်ကိုအတင်းတိုးဝင်နေတဲ့အဆိုပါစစ်ကြောင်းကိုအားဖြည့်ဖို့အတွက်စစ်တပ်ဘက်မှတပ်မ၂၂လက်အောက်ခံအင်အားတွေနဲ့နောက်ထပ်စစ်ကူစစ်ကြောင်းတစ်ကြောင်းကိုလည်းထပ်မံစေလုပ်ခဲ့တယ်လို့သိရပါတယ်။စစ်ကူလာတဲ့အဆိုပါတပ်မ၂၂စစ်ကြောင်းကိုတော်လန်ရေးအင်အားစုတွေဘက်မှဦးစွာတွေ့ရှိခဲ့ပြီး drone နဲ့လက်ဦးမှုယူကာတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ တော်လိုင်းရဲတပ်ဖွဲ့တွေရဲ့ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား၂ဦးနေရာမှာတင်ပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့၃ဦးဟာလည်းထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့်အရေးပေါ်စေယုံတင်ခဲ့ရတာတွေရှိတယ်လို့ဆိုပါတယ်။အဲဒီနေ့ကသူတို့တွေထိုးကြတာပေါ့နော်။နောက်ကျောဘက်ကိုထိုးတာကျွန်တော်တို့နောက်ကျောဘက်ကိုတိုးတော့ဒီကောင်တွေအဲဒီနေ့ကနောက်ကနေပြီးတော့နောက်ထပ်စစ်ကြောင်းတစ်ကြောင်းရေသိကူဘက်ကိုစစ်ကူလာတဲ့အချိန်မှာကျွန်တော်တို့ကစစ်ကူစစ်ကြောင်းကိုဒရုန်းနဲ့လက်ဦးမှုရယူလိုက်တော့အဲစစ်ကြောင်းဖျို့ဖျဲဖြစ်ပြီးတော့၂ရောက်သေး၃ရောက်အရေးပေါ်တင်ရတာပေါ့။ တခြားထိတဲ့သူတွေလည်းအများကြီးဖြစ်သွားတာပေါ့လို့ရေပြင်ရဲဘော်တို့ကသတင်းဌာနကိုပြောပါတယ်။အခုလိုတိုက်ခိုက်ခံလိုက်ရတာကြောင့်ပဲအဆိုပါစစ်ကောင်စီစစ်ကူစစ်ကြောင်းဟာတိုက်ပွဲဖြစ်ပွားရာနေရာမှာဆက်လက်ချီတက်နိုင်ခြင်းမရှိဘဲစစ်ကြောင်းရပ်တန့်သွားခဲ့ရတယ်လို့သိရပါတယ်။ဒါပြင်မြေပြင်မှာရှိနေတဲ့တော်လန်ရေးအင်အားစုတွေဘက်မှချေမုံရေးရဲဘော်တွေကလည်းရတိခုဘက်ကိုစစ်ကြောင်းတို့ဂျုံဝင်နေတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်မှအထိနာကခဲယမ်းပစ္စည်းအမြောက်များနဲ့လက်နက်များပါထားခဲ့ရပြီးစစ်ကြောင်းလိုက်ပြန်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ ဒရုန်းနဲ့အတိုက်ခံလိုက်ရတော့ဒီကောင်တွေစစ်ကူစစ်ကြောင်းကလည်းရှေ့ကိုမရောက်နိုင်တော့ဘူး။ရှေ့ကတိုးဝင်နေတဲ့ဘက်မှာလည်းချင်းမုံကြီးရဲဘော်တွေနဲ့ထိတွေ့မှုဖြစ်တောင်းပစ္စည်းတွေကိုအကုန်ထားပြီးထွက်ပြေးသွားကြရတာပေါ်လို့အဆိုပါရဲဘော်ကဆက်ပြောပါဗျ။လက်ရှိမှာမြောက်ပြည်မြို့နယ်အတွင်းရှိ၄ကီကော်ဒေတာတဝိုင်းမှဆွဲတော်ကုံအောက်ခြေပတ်ချလိုက်နေရတိကူတဝိုင်းမှစစ်ကောင်စီနဲ့တော်လန်ရေးအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးတော်လန်ရေးဘက်ကစစ်ကောင်စီအလောင်းလက်နက်အချို့သိမ်းဆည်းရရှိတာတွေရှိသလိုစစ်ကောင်စီဘက်မှအလင်းဝင်ရောက်လာသူတွေလည်းရှိတယ်လို့သိရပါဗျ။ စစ်ကောင်စီဟာမြဝတီနဲ့တင်ကန်းကြီးနောင်တို့ကိုရရှိပြီးတဲ့နောက်လေကေကော်မျိုးကိုထပ်မံထိုးစစ်ဆင်လာတာဖြစ်ပြီးအခုအခါမင်းလက်ပံဖလူလေးကျေးရွာကိုပါပြန်လည်စုမုံနိုင်ဖို့ကြိုးပမ်းနေတာတွေရှိတယ်လို့သိရပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။